ပရိသတ်များအားလုံးကိုကျမတို့ရဲ့မြန်မာ Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ Channel ကနေဇလန်းကောင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှလည်းစာရေးသူတင်ညွှန်ရေးသားထားတဲ့အဖေ့အမွေဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ကျမကတော့တင်ဆက်သူသေရီဆန်းပါ။ကျွန်တော်ဖေကဖုန်ကြီးချောင်းထွက်ပဲဖြစ်တဲ့စာသိမ့်မတက်ပေမဲ့ စီနက်ထပကာတနီချန်နဲ့ရှင်ဥက္ကဋ္ဌရေးသားသမ ्या ဆောင်အားလုံးတို့မလွတ်တမ်းဖတ်တဲ့သူပါအဖေကစကားလဲနေတဲ့အလုတ်ကိုတဲကြီးမဲကြီးလုပ်ပြီးတော့ဆွဲအလွန်ကောင်းတယ်အလုတ်တစ်ခုလုပ်ပြီးဆိုရင်လည်းမပြီးမချင်းမထတတ်သူကျွန်တော်အဖေစီရရလိုက်တဲ့အမွေအရတော့ဆွဲတစ်ခုသာဖြစ်မဲ့ထင်ပါတယ်ကျွန်တော်အလဲတန်းចောင်းသားဘဝဖောင်ဒိန်စကန်ရတယ်အခုလက်အခုခက်လို့ဘောပွိုင်းပန်နေပါလိမ့်မရှိအဖေဝယ်ပေးတဲ့ပိုင်းလုံးဖောင်ဒိန်ကိုစကန်ရတယ်ဖောင်ဒိန်ဆိုတာလွတ်ကြရင်နစ်ကျိုးတယ် နေလဲသွားရင် ပစံပေးရတယ်။ကျွန်တော်တို့ចောင်းသားခက်ကငားရံရောက်မှ ဖောင်တယ်ကိုកាន់ရတယ်။လေးတဲ့အထိခဲတယ်ပဲတုံးတဲ့အခါဖောင်တယ်កាន់ရမဲ့အချိန်ကိုတန်းတားမိတယ်။လေးတဲ့စာမီပွဲဖြည့်ပြီးကြရအဖေကိုပူစားတယ်။အဖေဖောင်တယ်ဝယ်ပြီးတော့ဘာလုပ်မလို့လဲ။အတန်းတက်ရင်ဖောင်တယ်ကាន់ရတော့မှလေးကျင့်ထားမလို့။အဲ့ဒီခက်ကပိုင်လို့ဖောင်တယ်တွေကိုကုံသွယ်ရေးရဖွင့်ထားတဲ့စာရင်းကိရိယာဆိုင်တွေမှာဝယ်နိုင်တယ်။ မေရလည်းပြည်တွင်းထုံပိုင်းလော့မင်းအဖေကတနေ့ကိုပိုင်းလော့ဖောင်တဲ့အစိမ်းရောင်လေးနဲ့မင်းတပူးဝယ်လာပေးတယ်။အဲဒီခေတ်ကတော့ဈေးပေါ်ဆုံးပါ။ဖောင်တဲ့ကောင်းကိုဖွင့်မင်းဆုံနဲ့မင်းဖြစ်ရတာကိုမမေ။မင်းထက်ပြီးတော့မင်းလိုက်စေဖို့ခါရသေးတယ်။အားလုံးကိုကျောင်းကကိုစီနီယာကြီးတွေစီကချိန်ပြီးတော့အတူယူထားရတယ်။အမေကကျွန်တော်ကိုကြည့်ပြီးတော့ဖောင်တဲ့ကင်ထားကတော့စတိုင်အဖြစ်ပဲဟိ။ဘာဖြစ်လာမယ်တော့မသိဘူး။အဲဒီလိုငေါတော်တော်ပြောတယ်အဖေကတော့စာရီအများကြီးတက်အောင်သင်ကွာ အဖေတို့စာမတက်တော့ပင်ပန်းနေအဖေရဲ့စာရည်အများကြီးတက်အောင်ဘလို့တင်ရမှာလဲအဲ့ဒီလိုအဖေကိုမေးမိတယ်အဖေကလည်းမပြောတတ်ဘူးလို့ပြန်ပြောတယ်ကျွန်တော်ကိုရန်အောင်ပြီးတော့ဆယ်ရန်တက်ရမယ်ဆိုတဲ့အခါအဖေကကျွန်တော်ကိုဖောင်တိန်လေးတစ်လက်ဝယ်ပေးတယ် Golden Star တရုတ်ထုံးဖောင်တိန်လေးဖြစ်တယ်ပတ်ကားကကောင်းတယ်ဆိုပေမဲ့အဖေမတက်နိုင်လို့ဒီလောက်ပဲဝယ်ခဲ့ရတာအဖေကိုကျွန်တော်ကပတ်ကားဖောင်တိန်အချောင်းကိုပြပြဘူးတယ်เจ้ามาตะเทศตาเดียวก็ ဂုံယူပြီးတော့ထုတ်ကြွားတာကိုယူရေးမိပြီးတော့ကြိုက်သွားတာကြောင့်ပါအဖေလက်ဆောင်ဝယ်ပေးတဲ့ Golden Star Fountain ကကိုရီးယားအနီရောင်အဖုံးဝရှင်ရောင်လေးဖြစ်တယ်။အမေကတလောက်ဖောင်တိန်တစ်ချောင်းလောက်ဖြုံးနေတာဘာဖြစ်လို့ဖောင်တိန်ကောင်းစားယူဝယ်ပေးရလဲ။အဲ့လိုဆူတယ်အဖေကတော့ဆယ်တန်းရောက်ပြီလေကွာထိုက်တန်တဲ့အတိုင်းတာလောက်တော့ကန်ရမှာပေါ့တန်ဖိုးကြီးတော့လည်းရိုးသေးမှာပေါ့အဲ့လိုပြောလိုက်တယ်တန်ဖိုးကြီးတော့လည်းရိုးသေးမှာပေါ့ဆိုတဲ့စကားကိုနှလုံးသားအထိစွဲပါတယ် ျွန်တော်ကအဲ့ဒီဖောင်ဒေးကိုရှိုးသေးခဲ့ရပါတယ်ကျွန်တော်မိဘတွေကဂျပန်ခေတ်မှာဆစ်ဆောင်ရင်းနဲ့ဘုံကြီးចောင်းစာတင်လောက်နဲ့လူဖြစ်ခဲ့ရတဲ့သူပဆန်ကိုတံပိုးထားတယ်ပညာရှင်ပညာတတ်ကိုလည်းရှိုးသေးလေးစားတယ်အဖေကအမေကိုထမင်းခူးကွာထမင်းစားမယ်အဲ့ဒီလိုလှမ်းပြောတယ်အဖေကထမင်းဝိုင်းမှာထိုင်ပြီးတော့ထမင်းလာစားလေကွာအဲ့ဒီလို ကျွန်တော်ကိုခေါ်တယ်ကျွန်တော်ကမစားသေးဘူးဖေပြောလိုက်တယ်ကျွန်တော်ကထက်မခေါ်ဒါပေမဲ့အမေကတခါတည်းဝင်စား အဲ့လိုဩပါတယ်အဖေကမစားရမစားပါစေနဲ့လို့ပြောပြီးတော့ဆက်စားပါတယ်အမေကစိတ်ကြီးရဲ့သူပြောတဲ့စကားကိုတီမကြိုက်တယ်အဲ့ဒါကြောင့်မရဘူးတခါတည်းဝင်စားတားမှမစားတာငါပြောနေရလေဝင်စားလိုက် ကျွန်တော်ကမကြင်မနဲ့နဲ့ထမင်းဝိုင်းမှာဝင်ထိုင်ပြီးတော့ထမင်းနဲ့နဲ့ထည့်တယ်အဖေကမစားပဲမစားနဲ့ကွာတွားအဖေကိုလမ်းထိပ်မှာဆေးလိုက်သွားဝယ်ပြီးဖះရှင်ပေါ်မှာပတ်စံတမှတ်ယူသွား ကျွန်တော်အမေအိမ်နောက်ဖေးကပြန်ထွက်မလာခင်အဖေကိုစိတ်လိုက်သွားဝယ်ပေးမိတယ်။လမ်းထိပ်မှာတရေခွင်းဝင်ပြလိုက်သေးတယ်။အဖေကကျွန်တော်ဘောနားလဲတယ်။အမေရန်လို့ဖို့စိတ်လိုက်ဝယ်ခိုင်းလိုက်တာလည်းဖြစ်တာမို့စိတ်လို့ကိုလို့ကစားနေပါတယ်။ကျွန်တော်အိမ်ပြန်ရောက်တဲ့အခါအဖေကပလက်ကလက်ထိုင်ပေါ်မှာအိပ်ပျော်နေတယ်။အမေကအဝိရှော်နေတယ်။အမေထမင်းစားမယ်။မရှိတော့ဘူး။တုံပြီးတော့ခွေးကျွေးလိုက်ပြီ။ကျွန်တော်ကအမေစိတ်ဆိုးနေပြီထင်ပြီးတော့အိမ်နောက်ဖေးကိုဝင်ကြည့်တယ် ထမင်းအိုးကိုလည်းလှန်ချလိုက်ပါတယ်ထမင်းကတကယ်မရှိဟင်းအိုးထဲမှာလည်းဘာဟင်းမှမရှိငပိရီတော်မကျန်အားလုံးကပြောင်ရှင်းနေတယ်ကျွန်တော်ကအမေနာသွားပြီးတော့အမေထမင်းနေဘယ်ရောက်သွားပြီလဲထမင်းစားလို့သွားသွားကစားလေအဲ့ဒီတရေခွင်းတွေကိုဝါးစားဟာအမေ ထမင်းစားပါလို့ဆိုတေးလိုက်ကျွန်တော်ကစိတ်ဆိုးပြီးတော့ငိုချင်လာတယ်ငယ်ရလဲငယ်တာပေါ့ထမင်းစားတဲ့အချိန်မှာထမင်းမရှိတဲ့အတွက်အားငယ်စရာကောင်းပါတယ် တင်းပေါက်ကနေအဝေးကိုငင်းနေတဲ့ကျွန်တော်တို့အဖေကဟဲ့ကောင်ယောက်ျားဆိုတာမျက်ရည်မကျဘူးကွာထမင်းစာလာလို့လားစာတယ်တွေ့လားထမင်းဆိုတာစားလာရင် ထိန်းလို့ကိုမရဘူးစာမှစားတာအကောင်းဆုံးမင်းအမေနောက်နေတာထမင်းနဲ့ဟင်းနဲ့ဖွက်ထားတာလာလာအဖေပြမယ်အဖေကကြောင်ရင်ပေါ်မှာတင်ထားတဲ့ထမင်းနဲ့ဟင်းနဲ့ကိုချပေးတယ်စလုံးထဲမှာထမင်းတွေကိုအားရပါရနေပြီးတော့စားနေတဲ့ကျွန်တော်တို့အဖေကကြည့်လိုက်ကစောစောတော့မစားဘူးဆိုအခုတော့လဲစားနေလိုက်တာဘလူးကြနေရပါပဲ စာရာဝအဖေကအေးထမင်းကိုအာရပါရစားသလိုပညာတွေကိုလည်းအဲ့ဒီလိုအာရပါရဝါစားနိုင်ကောင်းမှာနော်အဖေကဘာပြောမှန်းမသိအဖေကထပ်ပြောတယ်စာအိုနေတိုင်းထမင်းစားသလိုလောက်ကွာအစာခံပြီးတော့စားသလိုပညာကိုလည်းကြံဖန်ပြီးတော့ရှာပညာရကြီးဖြစ်အောင်လို့အဖေတို့ကပညာမတတ်တော့ပင်ပန်းနေကွာငါသားကိုအဖေတို့လိုမပင်ပန်းစေချင်ဘူးသိလားပညာတွေအများကြီးတက်ရင်မပင်ပန်းတော့ဘူးလား ပညာတွေကိုအရင်ဆုံးအများကြီးတက်အောင်လုပ်ကြည့်ပါအောင်လား။သိလာမှာပေါ့။အဖေကအသက်86နှစ်မှာကွယ်လွန်ပါတယ်။အဖေမဆုံးခင်တလားကဘကိုးခဏပြန်လာတော့တာဖနှစ်ယောက်ကလက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်ကြတယ်။အဖေကသူ့ပတ်ထားတဲ့နိုင်လေးကိုချက်ပြီးတော့ရှောင်းလို့ပြောတယ်။ဘာလို့မလုပ်လဲဖေ။ယူထားအဖေကဒါပဲပေးနိုင်တော့တယ်။အဖေနိုင်ကရှေးဟောင်းနိုင်လေးအဖေအမြတ်တနိုးတံပိုးထားပြီးပတ်တဲ့နိုင်လေးဖြစ်တယ်။အဖေကဒီလိုပေးတာကိုစိတ်ထဲကိုထင်သွားတယ်။အဖေပတ်ထားပါ။ နာယီကပြက်နေတာကြာပြီကွာကျွန်တော်ပြင်ပေးမယ်လေမပြင်နဲ့တော့ပြင်ကနာယီတလုံးဖို့လောက်တောင်းနေလို့အဲ့ဒီတန်ဘက်ကလည်းချွေးစားနေပြီ အစားလဲစရာမရှိတော့ဘူးအဖေကဘာဖြစ်လို့အပြက်ကြီးကိုပတ်ထားလဲနာယီတလုံးဝယ်ပေးမယ်လေမလိုတော့ပါဘူးကွာအချိန်နေသိလဲအလကားပါပဲနေုံမင်းကိုပေးစရာတခုရှိသေးတယ်အဖေကသူ့အခုဟင်ကြီးတွေကဘူးလေးတစ်ပုဒ်ကိုထုံလိုက်တယ်ဖြော့ဘူးကဟောင်းနေပြီဖောင်တိန်ဘူးလေးဖြစ်တယ်ဟာဒါကျွန်တော်ဖောင်တိန်ပဲ ။အေးဒီနေ့ကဗီဒီယိုရှင်းပြန်တွေ့တာ။ကျွန်တော်ဆယ်နှစ်နှစ်ကကင်ခဲ့တဲ့ Golden Star Fountain လေးဖြစ်တယ်။အဖေသိမ်းထားလား။အေးအားလုံးကောင်းတယ်။အဖေအားလုံးဆေးထား။မင်းလာရင်ပေးမလို့။အဖေပဲယူထားလိုက်ပါ။ဟာငါအစာရေးဆရာမှမဟုတ်တာ။မင်းကစာရေးနေရလေ။အဖေဒီခေတ်မှာ Fountain ဘယ်သူမှမသုံးတော့ဘူး။တုံးရင်လဲမှင်ုံဘမားမှဝယ်လို့ရတော့မှာမဟုတ်ဘူး။ကျွန်တော်လဲဖောင်ဒိတ်မပြောနဲ့ဘောပင်တော့မကင်တာနှစ်ကြာနေပြီ။ ဟာဒါဆိုရင်မင်းစာရေးတယ်ဆိုဘိုင်းနဲ့ရေးလေခဲနဲ့နဲ့ရေးနေရလားမဟုတ်ဘူးဖေကွန်ပျူတာနဲ့ရော့ပါကွာယူသွားလိုက်ပါဒီဖောင်ဒိန်ဝယ်တော့မင်းအမေနဲ့ရန်ဖြစ်ခဲ့ရတာအဖေပြောတာမှန်တယ်အဲ့ဒီဖောင်ဒိန်လေးကိုကျွန်တော်ရိုးရိုးတေးတေးမကြိုးမပြတ်အောင်ကင်တယ်တက်ကတော်ရောက်တဲ့အချိန်အဲ့ဒီဖောင်ဒိန်ကိုပဲကင်တယ်ចောင်းစရာလောက်တော့လည်းဖောင်ဒိန်တစ်ချောင်းပဲရှိတယ်မင်းဤတစ်ချောင်းမင်းအနဲ့အတွက်တစ်ချောင်းဖြစ်တယ်စာရေးတော့မင်းနဲ့နဲ့ရေးပြီးတော့ရုံးကိစ္စမင်းဤအတွက်ပိုင်းလော့တစ်ချောင်းစောင့်ထားတယ် စာရီဥစရီတော့ကလည်း Golden Star Foundation နဲ့ဖြစ်တယ်။နောက်ပိုင်းမှာတော့ဘောပင်တွေကခက်စားလာပါတယ်။ Foundation အတွက်မှဲ့ရလဲရှားလာတယ်။နောက်ပိုင်းထုတ်စာရွက်တွေကလည်းမှဲ့နေရေးလို့မကောင်းတာကြောင့် Foundation အစားဘောပင်ကိုသာတုံးတယ်။ကျွန်တော်ကចောင်းဆရာဘွားကလေးကကွန်ပျူတာနဲ့စာရေးခြင်းနဲ့ចောင်းဆရာဘွားအငိမ့်စားယူပြီးတော့လဲရန်ကုန်တက်လာတဲ့စာရေးတယ်။အခုတော့ကွန်ပျူတာနဲ့ရှိတော့တယ်။အရင်ချိန်ကလေးက Foundation ရောဘောပင်မှာမတုံးခုတော့ အဖေကကျွန်တော်ထားခဲ့တဲ့ဖောင်ဒိန်လေးကိုအမှတ်တရသိမ်းထားပြီးတော့ပြန်ပေးတယ်။အဲ့ဒီနေရာအဖေကျွန်တော်ကိုသူ့အမှတ်တရတွေအားလုံးကိုလွှဲပေးတယ်။သူမြန်နိုးတဲ့နိုင်ကျွန်တော်မြန်နိုးတဲ့ Golden Star ဖောင်ဒိန်။နောက်တစ်လလောက်ကြာမှာတော့အဖေကွယ်လွန်သွားတယ်။ယူထားအဖေကဒါပဲပေးနိုင်တော့တယ်ဆိုတဲ့စကားကိုကျွန်တော်အမြဲကြားမိတယ်။အဖေကပညာရည်ချင်းမဟုတ်ဒါပေမဲ့ကျွန်တော်ကိုအများကြီးသင်ပြသွားနိုင်တဲ့သူဖြစ်တယ်။အဖေဒါပဲပေးနိုင်တယ်လို့ပဲပြောတယ်။ကျွန်တော်ဖိစီယာရလိုက်တာတော့အများကြီးပါ။ ပရိသတ်များရှင်ကျွန်မခုတင်ဆက်ပေးခဲ့တာတော့စာရေးသူဆရာတင်ညိုရေးသားထားတယ်။အဖေ့အမွေဆိုတဲ့ဇလန်းကောင်းလေးပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါအောင်ရှင်။